မြကြီးနာစင်းမှာအကုံစင်းရောင်းတဲ့ဘဝကနေထိတ်တန့်မင်းသားဖြစ်လာတဲ့ကချင်တိုင်းသားလေးရှယ်ရူပရိသတ်များအလုံးမဲမိင်္ဂလာပါရှင်ကျမတို့ရဲ့ page ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျမပရိသတ်ကြီးကိုပြောပြချင်တာကစူးစမ်းရင်ဘာမဆိုဖြစ်နိုင်လဲဆိုတဲ့အကြောင်းကိုလက်တွေ့သက်သေပြလိုက်တဲ့လူတယောက်ကြောင့်ပါအခုလက်တလို social media မှာရောရုပ်သံဇလံတွေကြီးရှုသူတွေကြားမှာပါအရန်ကိုရေပန်းစားနေရဲ့ရမတ်ဇလံတွေတဲ့ကောင်မင်းသားတယောက်အကြောင်းပဲဖြစ်ပါတယ် ။ဟုတ်ပါတယ်သူကတော့ရမတ်ဇလန်တွဲမှာထင်းမင်းလက်ဆိုတဲ့ဇက်ကောင်နေရာကနေပရိသတ်တွေရဲ့ရင်ထဲကိုတည်တည်မဲ့မဲ့ရောက်ရှိလာတဲ့ကချင်တိုင်းရင်းသားလေးမင်းသားရှယ်ရူပဲဖြစ်ပါတယ်။တကယ်တော့ရှယ်ရူက အနုပညာလောကမှာမျက်နှာသစ်လေးလို့ပြောလို့ရပါမယ်။သူရဲ့တရုပ်ဆောင်မှုတွေကလုံးဝမျက်နှာသစ်တယောက်နဲ့မတူပါဘူး။အထူးသဖြင့်အခုပြသနေတဲ့ရမတ်ဇလန်တွေမှာထင်းမင်းလန်နေရာကနေတရုပ်ဆောင်တာကအသက်ဝင်ဆုံးအပြည့်ပြင်ဆုံးဖြစ်နေလို့ပရိသတ်တွေအကြိုက်တွေ့နေကြတာပါ။ဇက်ကောင်ရဲ့ပုံစံတွေကိုပိုင်ပိုင်နဲ့နဲ့တရုပ်ဖော်နိုင်တာကြောင့်ဒါကရှယ်ရူလောင်ထင်းမင်းလက်အစ်စ်လားလို့တောင်မှထင်မှတ်မှားရလောက်အောင်ပါပဲသူရဲ့တရုပ်ဆောင်မှုတစ်ခုရဲ့အကြောင်းပရိသတ်တွေကြိုက်ကြတာတော့မဟုတ်ပါဘူးဒီမင်းသားရဲ့ရုပ်ရည်နဲ့ခန္ဓာကိုယ်အချိုးအစားကလည်းပရိသတ်တွေကိုဆွဲဆောင်နိုင်တဲ့အဓိက အချက်တစ်ချက်ဖြစ်နေပါတယ်။သူကအရန်မောင်းမြင်မှပြီးတော့ကြွက်သားအပြင်းနဲ့ body တောင်းတောင်းတင်းတင်းကိုပိုင်ဆိုင်ထားတဲ့သူပေါ့။သူရဲ့မျက်နှာကျသူရဲ့ရုပ်ရည်ကနိုင်ငံသားမင်းသားတွေလိုအမိုင်စားဖြစ်နေရကြောင်းအထူးသဖြင့်မင်းကလေးပြည်သက်တွေကတော့တဲတဲလို့အားပေးနေကြတာပေါ့။ Facebook မှာပဲကြည်ကြည် TikTok မှာပဲကြည်ကြည်ထင်းမင်းလက်ကချောလိုက်တာနော်ဆိုတဲ့မှတ်ချက်တွေနဲ့သူ့ရဲ့ video file တွေကိုတစ်ဖြက်ဖြက်ကက်ကြီးကြိုက်ပြီးတော့တင်နေရတွေကတော့တက်သေးပါမယ်။ဒါပေမဲ့ပရိသတ်ကြီးကိုအံ့အားသင့်သွားစေမယ့်အကြောင်းအရာတစ်ခုရှိနေပါတယ်။အခုလိုထိတ်တန်းမင်းသားတွေလိုရုပ်ရည်မျိုးအခုလိုပြည်ပြင်းတဲ့သရုပ်ဆောင်မှုမျိုးနဲ့အောင်မြင်နေတဲ့မင်းသားကဒီအနုပညာလမ်းကြောင်းပေါ်ကိုမရောက်ခင်ကဘဝကိုဘယ်လိုဖြတ်တန်းခဲ့ရသလဲဆိုတာတော်တော်လေးစိတ်ဝင်စားစရာကောင်းပါတယ်။ရှယ်ရူကဒီမတိုင်ခင်မှာကချင်ပြည်နယ်မြကြီးနားမျိုးကဈေးတန်းတစ်ခုမှကုန်စည် ောင်းတဲ့ဘဝနဲ့ရည်တည်ခဲ့ရသူပါမြေကြီးနာစီထဲမှာအကုံစိမ့်တယ်လေးတယောက်နေနဲ့ဘဝကိုရုန်းကန်ခဲ့ရပါတယ်အဲဒီလိုမျိုးမြေကြီးနာစီကအကုံစိမ့်တယ်လေးတယောက်ရဲ့ဘဝကနေအခုဆိုရင်တော့မြန်မာနိုင်ငံရဲ့ထိတ်တန်းမင်းသမီးကြီးတွေဖြစ်တဲ့အေးမြတ်သူခိုင်နေဝီတို့လိုဝါရင်တယောက်ဆောင်တွေနဲ့ဇလန်တွဲတွေမှာအပြိုင်တွဲဖက်တရုတ်ဆောင်ခွင့်ရလာတဲ့အချိန်အောင်မြင်မှုတွေရရှိတာကတော့တကယ်ကိုမယုံနိုင်စရာအိမ်မက်တစ်ခုလိုပါပဲ။ ။ဒါဟာဆက်ရူရဲ့မယော်ရောဇွဲလုံးလဝရိယနဲ့သူ့မှာရှိတဲ့အနုပညာရည်သွေးတွေကြောင့်ဆိုတာထင်ရှားနေပါတယ်။ဆက်ရူရဲ့ဘဝဆက်ကြောင်းကကျမတို့ကိုသင်ခန်းစာကြီးကြီးမားမားတစ်ခုပေးပါတယ်။လူဆိုတာဘလောက်ပဲနေကြတဲ့အခြေအနေမှာရှိနေပါစေ။ကိုယ်မှအရေးချင်းရှိမယ်။စူးစမ်းအထောက်အမှုရှိမယ်ဆိုရင်တနေ့နေ့တစ်ချိန်ချိန်မှာအောင်မြင်မှုဆိုတာရောက်လာနိုင်ပါတယ်ဆိုတဲ့သင်ခန်းစာပါပဲ။အခုချိန်မှာဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့သူတွေ၊ကိုကိုကိုအားငယ်နေသူတွေ၊ဈေးထဲမှာကုန်စင်ရောက်နေတဲ့ညီငယ်ညီမတွေလည်းဘာမှအားမငယ်ကြပါနဲ့။ကုန်စင်ရောက်နေတဲ့သူလည်းမ င်းသားမင်းသမီးဖြစ်နိုင်တယ်ဆိုတာတီမင်းသားကသက်သေပြခဲ့ပါပြီ အခုလိုပြည်ပြင်းတဲ့သရုပ်ဆောင်မှုတွေရဲ့သူရဲ့မိမိုင်လုံးနဲ့ရုပ်ရည်ခန္ဓာကိုယ်အချိုးအစားတွေရဲ့ကြောင့်အနုပညာအတန်းဝိုင်းကရောပြည်သက်တွေကပါသူဟာမကြခင်မှာမြန်မာနိုင်ငံရဲ့ထိတ်တန့်မင်းသားတစ်ယောက်ဖြစ်လာမယ်လို့တညီတညွတ်တဲ့ခံမှန်းခြင်းခံနေရပါပြီ။ပြည်သက်ကြီးတို့အနေနဲ့ရောကချင်တိုင်းရင်းသားလေးရှယ်ရူရဲ့ထင်းမင်းလက်ဆက်ကောင်ပေါ်မှာသဘောကျမိလား။သူရဲ့မြင့်ကြီးနာကကုံစိန်တဲ့ဘဝကနေစူးစားခဲ့ရတဲ့ဒီဇယ်လန်ပေါ်မှာဘလို့သုံးသပ်မိပါသလဲ။မိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးခဲ့ပါဦးနော်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။